အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စကိုင်းမြို့အဝင်စစ်တပ်ဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့အဝင်အကြံဖက်စစ်တပ်ခိတ်ကိုတိုက်ခိုက်ရန်သွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ကြောင်း Unicorn ဖြောက်ကြတပ်ဖွဲ့ UGF ကထုတ်ပြန်ထားပါတယ် စတင်ဘာလ26ရက်နေ့တွင်သကိုင်းမြို့အပွင့်ဝါချက်ကြီးရွာတောင်ဘက်ရှိအကြံဖက်စစ်တပ်စစ်စေးရိတ်ကိတ်ကိုယူနီကွန်တပ်ဖွဲ့ကဖိခတ်တိုက်ခိုက်ရန်တွားရောက်စဉ်ခေစကန်ရှိစစ်သားအလုံးကားဖြင့်ထွက်ပြေးတိမ်းရှောင်သွား၍တနက်တချက်မဖောက်ရဘဲတိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ထို့သောအကြံဖက်စစ်တပ်စစ်စေးရိတ်ကိတ်ကိုတိမ်းပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။ ရင်းစစ်စရေကိမ်းမှာဆုတ်ခွာသွားသောအကြံဖက်စစ်သားများသည်သကိုင်းမြို့ပေါ်မှအင်အားဖြည့်တင်ပြီး၎င်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်ရှိကြီးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးရွာမှကလေးငယ်တအူလက်နက်ထိမှန်ကပေ90ကြီးရွာမှပြည်သူတအူလည်းပေါင်တွင်ကြီးထိမှန်တရန်ရရှိခဲ့ကြောင်းသိရပါသည်အကြံဖက်စစ်တပ်သည်ပြည်သူများနေထိုင်သည့်ကြေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းများရောက်ရှိလာပါက သတိဖြစ်နေထိုင်ကြရန် Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကအတိအသေးထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောင်းနှင့်အုပ်ဖို့မျိုးနှင့်အဆက်ရှိကြီးရွာများကိုစစ်တပ်ကနှစ်ရက်ဆက် drone လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီးပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပကိုးတိုင်းဂျိုးပင်ကောင်မြို့နယ်နှင့်အုပ်ဖို့မြို့နယ်အဆက်ရှိကျေးရွာများကိုအကြံဖက်စစ်တပ်ကနှစ်ရက်ဆက် drone လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီးပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ် စက်တင်ဘာလ26ရက်နေ့တွင်ဂျိုးပင်ကောင်မျိုးနှင့်မြို့ကင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းဖြင့်ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေနေအိမ်တလုံးဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ထိုပုံကျဲတိုက်ခိုက်မှုအတွင်ပုံတလုံးတိပောက်ကွဲခြင်းမရှိတော့ကြောင်းတော်လိုင်းရဲရဲဘော်များကလာရောက်ရှင်းလင်းပေးခဲ့ရကြောင်းသိရပါတယ်။စစ်ခွေးတွေကမနေ့ကမြို့ကင်ရွာကိုဒရုန်းနဲ့စစ်ကေဂျီပုံလာရောက်ကျဲချတိုက်ခိုက်သွားတာပါ။ ပြည်သူတွေထိခိုက်မှုမရှိဘဲနေအိမ်တလုံးဖျက်ဆီးသွားတယ်။မပေါက်ကွဲသေးတဲ့ဘုံတလုံးကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကလာရောက်ရှင်းလင်းသွားတယ်ဟုဒေသခံပြည်သူတအူကပြောဆိုပါတယ်။အလားတူယနေ့စနေဘာလ28ရက်နေ့တွင်ဂျိုးပင်ကောင်းနှင့်အုပ်ဖုံမြို့နယ်အဆက်ရှိအလေကုန်းရဲစခန်းမှစစ်သားများကဖလံပင်ရွာကိုဒရုန်းဖြင့်ပုံတည့်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင် အကြံဖက်စစ်တပ်ကဂျိုးပင်ကောင်းနှင့်အုပ်ဖုံမြို့နယ်အဆက်ရှိတောင်စပါးခွင်ရွာ တောင်စပါးကွင်ရွာဖလန်ပင်ရွာနှင့်ရွာသိရွာတို့ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပြည့်စည်ကပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်။အခုညနေလေအလဲကုန်းရဲစခန်းကနေဖလန်ပင်ရွာကိုဒရုန်းနဲ့ဘုံလာကျဲချလို့နေအိမ်တလုံးပြည့်စည်သွားတယ်။နောက်ပြီးစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့လည်းတောင်စပါးကွင်ရွာဖလန်ပင်ရွာနှင့်ရွာသိရွာတို့ကိုလည်းဇက်တိုက်ရန်တမ်းပစ်ခတ်နေလို့နေအိမ်တလုံးပြည့်စည်ပြီးပြည်သူတွေလည်းဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကဆက်ပြောပါတယ်။